တက်တည်ဖို့ငါစဉ်းစားမယ်ဒီနေ့တော့ငါဆုံးဖြတ်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီကိုအဲ့လိုစဉ်းစားတယ်ဒါပေမဲ့အဲ့လိုမျိုးကိုကိုတက်တည်ဖို့အတွက်စဉ်းစားနေတဲ့အချိန်မှာပဲကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုဝင်လာတဲ့အရာကငါကသာဒီလိုမျိုးမျိုးလင်းချက်တွေမဲ့နေတာငါကသာဒီလိုမျိုးခံစားနေရတာငါကသာလူတွေနောက်ွယ်မှာနေပြီးတော့မှနေနေညာညာအမောင်ထဲမှာပဲနေပြီးတော့မှသူ့မှမသိဘဲနဲ့ချိန်ပြီးငိုခဲ့ရတဲ့အချိန်တွေအများကြီးစိတ်တကြခဲ့တဲ့အချိန်တွေအများကြီးကြုံဖြစ်နေရတာကျွန်တော်အဲ့လိုရင်ဆိုင်နေရတဲ့အရာတော့ဘယ်သူမှမသိဘူးကျွန်တော်ရဲ့မိခင်ကိုယ်တိုင်တော့မသိဘူးဆိုတော့ကျွန်တော်စဉ်းစားမိချင်ပါ ငါတယောက်ကိုတော့ပြောပြသင့်တယ်လို့ထင်တယ်။ဒါဆိုရင်တော့ငါပို့ပါသွားမှာပဲ။ဒါဆိုရင်တော့ငါတခုခုတော့ဖြစ်သွားမှာပဲပေါ့လေ။အဲ့ဒါကျွန်တော်တယောက်ကိုဖွင့်ပြောဖို့တည်းစဉ်းစားချင်မှာကျွန်တော်ခေါင်းထဲကိုဝင်လာတာကဘယ်သူလဲပြောခုနတုန်းကဂီတာသမားတီးသိမ့်လူမျိုးကိုမူးမွန်ကျွန်တော်ထက်အသက်တနည်းကြီးပါတယ်။ဆိုတော့သူ့ကိုကျွန်တော်တတိယရတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်သူ့စာဖို့တယ်ညီကိုငါရင်တက်သေးခြင်းနဲ့ငါကိုကိုအဆုံးစီရင်ခြင်းနဲ့ ဘာဖြစ်လို့လဲအဲ့ဒါကျွန်တော်သူ့ပြောပြရကျွန်တော်ရဲ့ဖြစ်ချောင်းကုန်စင်အစာကနေပြီးတော့မှအဆုံးထိကျွန်တော်ဘာမှမကွဲဘူးထားတော့ကျွန်တော် online ကနေပြောတာပါ messenger ကနေပဲကျွန်တော်သူ့အစာတွေအများကြီးပို့တာပေါ့လေမူးလဲမူးနေဆိုတော့အများကြီးပဲရေးတာပေါ့လေရှေးကြီးပဲကြီးကိုပြော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 ပြီးတတိယကြီးတယ်ကျွန်တော်လည်းပြောလို့ဝါသွားတဲ့အချိန်မှာသူလည်းစာတလုံးမှမကြည့်တော့စာတလုံးမှမပြန်တော့ဘူးဆင်းတော့ဖြစ်နေတယ်အိတ်ပြောသွားလာလည်းမသိဘူးဘာဖြစ်သွားလဲမသိဘူးကျွန်တော်ပြောပြီးသွားပြီလေနော်ကျွန်တော်လည်းပြောပြီးပြီဆိုတော့ကဲပြောပြီးပြီးလိုက်နည်းနည်းတော့ပေါ့သွားတယ် အဲ့နဲ့ तू ဘာများပြောလာမလဲလို့စောင့်နေချိန်မှာ तू စာရိုက်နေတယ်ကျွန်တော်တတိထားမြင်ကျွန်တော်ကြောငုံမှုနဲ့ပဲစောင့်စောင့်ပြီးတော့အဲ့နဲ့ तू ကျွန်တော်ဘာပြောလဲဆိုရင်စကားလေးစာလေးတစ်ချောင်းပို့လာတယ်အဲ့ဒါဘာလဲဆိုရှင်မင်းနဲ့ယေရှုကိုခေါ်ကြည့်ပါလားတဲ့ဒုက္ခပါပဲလူချင်တာတခုပေးလာတာတခုအနည်းဆုံးတော့အာဘာမဖြစ်ဘူးမင်းလုံနိုင်တယ်ဘာညာဘောလေးအဲ့လိုလေးကြားလာမှထင်တာပဲအဲ့ဒါနဲ့လေအမူးတော်ပြေသွားတယ် ေခြင်းနဲ့စိတ်လဲဘေးရောက်တော့မှမသိတော့ဖုန်းဆက်ခေါ်လဲမရတော့အဲ့ဒါနဲ့ဂျေဇုတို့ကြောင့်ကျွန်တော်မသိသွားဘူးယာအနေမှာကျွန်တော်စာလဲသူ့ကိုမပြန်တော့ဘူးအတိုင်းလေးပဲထားလိုက်တယ်ပြီးနောက်နေ့ကျွန်တော်ဆက်ပြီးအသက်ရှင်နေ၃လရက်မကြာပါဘူးအဲ့ဒီပြဿနာတွေကောင်းလေးပြန်ဝင်လာကျွန်တော်တတ်သေးခြင်းလဲမူရေးဆွေးလိုက်လုံးနေကျွန်တော်ဆက်ပြီးတော့မှကျွန်တော်တော့ချင်ဒီနေ့တော့ငါသိတော့မယ်အဲ့နဲ့အမှတ်မရှိဘူးကျွန်တော်သူ့စီပြန်သွားညီကိုငါစိတ်တက်အရင်ကြာနေပြီဒီနေ့ငါလှုပ်လိုက်တော့မယ် 爸，三片表一千嘛？俺那都变多。没，一首好几六片没。俺那都阿拉尼姆搞，都特唱的不不比啦嘞。哥哥今日唱部 worship song 嘞，知道 English 咯，苏会来特唱嘞，都不哇。苏阿拉尼姆不比啦，开叫哇，你爸表说没嘞？你特唱，我拿汤汁哇啦嘞。哎，特唱我拿拿汤内咔嘎来嘛嘞，拿空阿特压哇嘞。哎，好比阿拉姆阿康内苏嘞，拿汤没，阿内贝，内杰特嘞。 နှစ်ချက်ကိုတက် volume ကိုအဆုံးထိတင်တာတင်တာပြီးတော့ကျွန်တော်နားထောင်နေသချင်းပြီးသွားတယ်ဘာမှခံစားရအောင်အဲ့နှစ်ချက်သူကလည်းပို့ထားတယ်ကိုလည်းနားထောင်ပြီးတော့လိန်လည်းမလိန်ချင်ဘူးလေနော် messenger နေစကားပြောရဆိုတော့ကျွန်တော်ပို့ပေးလိုက်တယ်လက်မရော့ nice music ဘာမှခံစားဘူးဘာမှတို့ထီဘူးဘာယေရှုလဲကျွန်တော်ဘာမှမသိဘူး ်ဂျေဇုတော်ရောအဲ့အချိန်မှာမတက်တည်သွားခြင်းဘူးကျွန်တော်အသက်ရှင်ပြန်တယ်မကြဘူးထပ်ပြီးစိတ်တက်ကြတယ်ဒီနေ့တော့ငါနေပဲဘာပြန်လို့လဲအမှန်မရှိဘူးနော်ညီကိုအဲ့တူဘာပြန်ပြောလဲဒီလားမင်းယေရှုကိုခေါ်ကြည့်လောက်ပြန်ပြီ तू ပြောတဲ့စကားတခုတိတ်ကိုအိပဲရှင်အဲ့ဒါပါဆိုရင်ငါမင်းကိုဘာသာရေးအကြောင်းပြောနေတာမဟုတ်ဘူးအဲ့ယေရှုကိုခေါ်ကြည့်ယေရှုအသက်ရှင်တယ် အားနဲ့ကျွန်တော်ဘာလို့လဲဒီလားမင်းအဲ့လောက်မှအာမခံနေဆိုရင်ငါအဲ့ဒီယေရှုကိုခေါ်ကြည့်မယ်အားနဲ့ကျွန်တော်နောက်နေမနဲ့ရောက်တဲ့အခါကျတော့ကျွန်တော်ရဲ့အင်ရှိဝရဏနာလေးကိုကျွန်တော်ထွက်ပြီးတော့မှယေရှုကိုခေါ်ဖို့ပြင်ဆင်တာဗောလေသူကယေရှုကိုခေါ်ဖို့တော့ပြောသွားတယ်ပြဿနာဘယ်လိုခေါ်ရမလဲမသိပေးလိုက်ဘူး နဲ့ကျွန်တော်လဲခေါ်တတ်တယ်လို့ခေါ်ဖို့ပြင်ဆင်တာဗောလေအနဲ့ကျွန်တော်ကျွန်တော်ရဲ့ဝန္ဒနာရှိကိုကျွန်တော်ထွက်တယ်ထွက်ပြီးတော့ကျွန်တော်ကောင်းကင်ကိုကြည်ကြည်ပြီးကျွန်တော်ဘာပြောလဲဆိုတော့အဲ့တုန်းကပြောခဲ့တဲ့ဟာလေးကျွန်တော်ပြောပြမယ်ယေရှုခမည်းတော်ရဲ့အသက်ရှင်နေဆိုလို့ရှိရင်ကျုပ်ကိုတတ်တည်ပြဟိုခရီးယန်နီလန်းနေဘာတွေနဲ့လာမပြောနဲ့တခູ່မှနားမလဲဘူး ကျုပ်အခုယင်ဆိုင်နေရပြဿနာကြီးအများကြီးရှိတယ်။အဲ့ဒီထဲကမှတစ်ခုလေးပဲဖြေရှင်းပေးနိုင်ရင်ခမ ्या ကိုယုံမယ်။အဲ့ဒါပဲပြောခဲ့တာ။အဲ့ဒါပြီးတော့လည်းဘာမှလည်းမကြားပါဘူး။ဘာမှလည်းမခံစားပါဘူး။အဲ့နဲ့ကျွန်တော်လည်းအိမ်ထဲကိုဝင်သွားလိုက်တယ်။အဲ့တော့ရဲ့ကြမှာတော်တော်လေးကိုထူးခြားတဲ့အဖြစ်အပျက်တခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါပါလဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်စီကိုဖုန်းတစ်ခုဝင်လာတယ်။ အဲ့ဒီဖုန်းကကျွန်တော်အလုတ်ကန်လန်းတဲ့ဖုန်းဖြစ်တယ်ဆိုပုံမှန်ဆိုရင်ကျွန်တော်အလုတ်ကန်လန်းတဲ့ဖုန်းတွေကခေါ်လေးရှိပါတယ်အဲ့ချိန်တိုင်းလည်းကျွန်တော်ညင်းနေကြပဲဖုန်းထုံးစံတိုင်းမှာကျွန်တော်အတန်မှမကောင်းတာကျွန်တော်အတန်ခွေးအားလဲနေတဲ့အတန်ဖြစ်နေပြီလေအဲ့တော့အဲ့အတန်နဲ့သဆုံကျွန်တော်အချက်ကွဲမှာလေဆိုလူတွေကိုနောက်တစ်ချိန်ကျွန်တော်ကိုအဲ့လိုမျိုးအထင်သေးတဲ့မျက်လုံးကျွန်တော်မခံစားနိုင်တော့တေသွားရင်တော့မှကျွန်တော်အတွက်ပူကောင်းသေးတယ် အဲ့ဒီတော့သူ့ကိုညင်းမလို့ဒီအလုပ်တော့လက်မခံနိုင်ဘူးပဲလေအကြောင်းမျိုးပြကျွန်တော်အရင် schedule ကြီးပြည့်နေပါညာပေါ့လေဆိုတော့အဲ့လိုမျိုးရှောက်ပြောဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲ तू ကကျွန်တော်ကိုစကားဥပြီးတော့မှအရင်ပြောရအောင်အဲ့ပါလို့ဆိုရင်အကိုရဲ့တချင်းသုံးလေးဖို့ပဲဆိုရမယ်လူလဲနည်းနည်းလေးပဲပတ်စံအများကြီးပေးမယ်အဲ့ချိန်မှာထွန်းတော်စင်နည်းနည်းလေးပြောင်းလဲသွားပြီနောက်ဆုံးစကားလေးအရင်ကြိုက်တာပဲငွေကြီးပမာဏသတော်များတယ်အဲ့ချိန်ကျတော့ကျွန်တော်ပြန်စဉ်းစား तू ပြောရလေကျွန်တော်စင်ကျင်လိုက်တဲ့အနေနဲ့အဲ့ပါလို့ဆိုရင်လူနည်းနည်းလေးပဲ တချင်းကလည်းသုံးလေးပုတ်ပဲโอเคပစံလေးအများကြီးပဲလူနေနေလေးပစံများရင်အဲ့တော့လူနေရင်တချင်းဆိုလို့မကောင်းလဲအချက်ကွဲတာနေနေလေးပဲလေနော်ဒါပေမဲ့ပစံကအများကြီးပဲပစံလေးအရန်လူနေပြီကျွန်တော်အကျွေးရှင်လည်းတောင်းနေပစံမပေးသေးပစံမပေးသေးအရန်တောင်းနေပြီစိတ်လေးအရန်ညစ်နေပြီအဲ့အကျွေးရှင်ကတခြားသူမဟုတ်ကျွန်တော်အမေမိသားစုအဲ့လိုချစ်ကြတယ် ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တော်တော်လေးကိုမှအာစဉ်းစားတွေးဝင်နေပြီအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ပတ်စံတော့အများကြီးရမယ်အဆက်ကွဲတာနဲ့မယ်ဆိုတော့အဆက်နဲ့ပတ်စံလဲမယ်ဆိုပြီးကျွန်တော်အဲ့ပွဲကိုလက်ခံလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ဖြိုပြောင်းမဲ့နေ့ကိုရောက်လာအဲ့ဒါကကျွန်တော်ဒီအာဆေးလာပိုင်းဆက်တလာပိုင်းဝင်ချင်ကျော်ရက်တော့အတိအကျမှတ်မိတော့ကျွန်တော်မှတ်မိတာအဲ့လိုအာကျွန်တော်မြန်မာနှစ်အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ပွဲရာသီအနေနဲ့ပြောမယ်ဆိုရင်တစားမုံလာပြေပွဲနှစ် ဆိုတော့အဲ့ဒီနေ့မှာလုတ်တဲ့ပွဲပွဲကလည်းဘယ်မှာလုတ်တယ်လဲဆိုရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့အောင်စီရသဒ္ဓါထိပ်မှာလုတ်တဲ့ spring line ဆိုတဲ့အဲ့ဒီရဲ့အဆောက်အဦကြီးဘေးနားမှာရှိတဲ့အဲ့ဒီအဲ့ဒီရဲ့ဘောလုံးကွင်းမှာလုတ်တာဆိုခုနတော့ကကျွန်တော်သူပြောတဲ့ပွဲကိုကျွန်တော်ရောက်သွားတယ်သူပြောတဲ့အဲ့ဒီလူနည်းနည်းလေးပဲဆိုတဲ့ပွဲကဘောလုံးကွင်းမှာလုတ်တဲ့ပွဲပြီးရင်အဲ့ဒီဘောလုံးကွင်းကလူအပြည့်ဟိုးအဆုံးတော့ကျွန်တော်မမြင်ရဘူး လူတွေမှအများကြီးပဲကြည့်လိုက်တဲ့ချိန်မှာအကုန်လုံးကလည်းဖုန်းနေနဲ့အားလုံးကဗီဒီယိုတွေရိုက်နေကြတာအဲ့ကျတော့ကျွန်တော်ဆရာသွားပြီ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 ကျွန်တော်လူနေနေထင်လို့လာခဲ့တာလေအခုလူတွေအများကြီးရှိမှကျွန်တော်ဆိုရတော့မယ်ကျွန်တော်ပြန်စဉ်းစားမိတဲ့အရာကချင်းပါဇက်ထဲဝင်သွားနေပွဲအဲ့ဒါလို့နောက်တစ်ချိန်ထပ်ပြင်သွားပြီသွားပြီအဲ့ဒါလို့လူတွေရှိမှအဲ့လိုပြစ်တင်ပြောဆိုခံရမှကြောက်လို့တနေ့လုံးပုန်းလာခဲ့တာ အဲ့လိုလူတွေလည်းအဲ့လိုမျိုးအပြစ်တင်တဲ့အရာလူတွေလက်ညှိုးထိုးတဲ့အရာကိုမခံချင်လို့မူရေးဆေးဝါးရေးတုံးပြီးတော့မှကိုကိုကိုတက်တာရာတက်တာကြောင်းကိုအသက်ကိုရှင်ဖို့ရန်အတွက်ပဲအဲ့လိုမျိုးစဉ်စားဆုံးဖြတ်ပြီးနေခဲ့တာအခုတော့အဲ့ဒါကြီးကိုရင်ဆိုင်ရတော့မယ်အဲ့ဒီချိန်မှာကျွန်တော်တကယ်ကိုစဉ်စားနီလန်းပေါင်းစုံစဉ်စားရတယ်အဲ့ဒီစဉ်စားနီလန်းတွေထဲမှာဘာလဲဆိုရင်ငါဖုန်းပိတ်ပြီးတော့မှအိမ်ပြန်သွားလိုက်မယ်အဲ့ဒီအားလည်းမဖြစ်သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးမဲ့ပတ်စံကိုကျွန်တော်ယူပြီးသွားပြီ။ ါပြီးတော့ကျွန်တော်စဉ်းစားငငယ်တုန်းကလည်းမျိုးအိမ်သာထဲမှာသွားနေတကားပိတ်ထားပြီးတော့မှသူတို့ခေါ်လဲမထွက်ပဲနေလိုက်မယ်လို့စဉ်းစားတယ်အလိုလဲမဖြစ်သေးပြန်ဘူးကျွန်တော်ဘလို့မှစဉ်းစားလို့မရတဲ့အဆုံးကျွန်တော်ဖြိုးပြီးဖို့ရန်အတွက်အဲ့ဒီစင်ရဲ့ဘေးနားမှာရှိတဲ့အမှုပညာရှင်တွေနားနေတဲ့နေရာလေးရှိတယ်ဒါ state sin ဆိုလို့ရှိရင်ကျွန်တော်ဘေးနားမှာပေါ့လေအဲ့လိုထိုင်ကုန်နေတဲ့ထိုင်နေတဲ့နေရာရှိတယ်ဆိုတော့အဲ့ဒီနားလေးမှာကျွန်တော်ထိုင်နေတယ်ကျွန်တော်ရှေ့မှာဘသူဖြိုးပြီးနေလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်အရန်ချရတဲ့အဆိုးတော်ကိုဇွဲပြစ်သူကအားရပါးရဖြိုးပြီးနေတယ် ဆိုတော့ तू ကပွဲတွေကျွန်တော်အရင်တုန်းကဆိုဘူးပါတယ်ဆိုတော့ तू ဖြောပြတယ်ကျွန်တော်မြင်ဘူးပါတယ် तू တော်တော်ကောင်းတယ်ဒါပေမဲ့အင်းနေမှာပိုကောင်းတယ်ဆိုဘလောက်တောင်ကောင်းလဲဆိုရှင် तू ကအောက်မှာရှိတဲ့သူတွေအကုန်လုံးခုနကကွင်းအပြစ်ရှိတဲ့သူအကုန်လုံးက तू တချင်လိုက်ဆိုကြပြီးရင် तू ကတပုတ်ပြီးတပုတ်ဆိုရင်ဆိုရင်လည်း तू အားမရတော့စင်မှန်နေရတာစင်အောက်တဲဒီစင်သွားပြီးတော့မှလူတွေကြားတွေကို तू ဖြောပြနေပြီး အဲ့ချိန်မှာအောက်ကလူတွေကလည်းပျော်သူကလည်းအားရပါးပျော်ပြီး music တွေကလည်းကောင်းလိုက်တာဟာသူတို့ကိုကြည့်ပြီးတော့မှကျွန်တော်ကသွားပြီ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 သူကအဲ့လောက်ထိကောင်းနေအချိန်မှာငါ့ရဲ့ခွေးအားလဲနေတဲ့အတန်လေးနဲ့သွားပြီးဆိုရင်တော့ကျွန်တော်အကြီးအကျယ်အရှက်ကွဲပြီငါဘလို့မှမဖြစ်နိုင်တော့ငါ့ကိုဘယ်သူမှမခင်နိုင်တော့အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းတော့အတွေးလေးတစ်ခုဝင်လာတယ်အဲ့ဒါပါလဲဆိုရင်ခုနကတည်းကချင်းလူမျိုးတီးတိမ်လူမျိုးကိုမူးမုံပြောတဲ့ ်ယေရှုခရစ်တော်အသက်ရှင်နေအဲ့တော့ကျွန်တော်စဉ်းစားတဲ့အရာကဟုတ်ပြီအဲ့ဒီယေရှုသာအသက်ရှင်နေငါ့ကိုကယ်နိုင်မှာပဲငါမှာမျိုးလင်းချက်ကအဲ့တခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အဲ့လိုနားနေတဲ့နေရာလေးမှာပဲကျွန်တော်ထိုင်နေထိုင်မြင်နေရတဲ့ပဲကျွန်တော်ခါးလေးကိုဂိုင်းလိုက်တယ်ဂိုင်းပြီးတော့မှကျွန်တော်ဘောမှာပထမဦးဆုံးချင်းဖျားခင်စီမှာဆူတောင်းတယ်ဟိုဟိုအရှိမပြောခဲ့ရတဲ့မတူတော့ဘူးနော် ဆိုတော့အခုလေတံလေးနည်းနည်းလေးပြောင်းသွားပြီအရန်အကူကြီးလိုနေတာဆိုတော့အဲ့နဲ့ကျွန်တော်ဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်ကိုတော်ကိုတော်တက်တည်ပြခြင်းအခုချိန်ကအကောင်ဆုံးပဲဟိုးနေ့ကပြောခဲ့တာကိုမေ့လိုက်ဒီနေ့ကျွန်တော်အတန်မဝင်သွားပဲနဲ့အကောင်ဆုံး ဖျော်ပြနိုင်ရင်ကိုပဲကိုတော့ကိုကျွန်တော်ကိုးကွယ်ပါမယ်အာမင်ဆိုပြီးတော့မှကျွန်တော်တိုးတိုးလေးကျွန်တော်ဆုတောင်းပြီးတော့မှကျွန်တော်ခါလေးကိုမှတ်လိုက်တယ်အဲ့ဒီဆုတောင်းချက်လေးကတိုးပေမဲ့10မိနစ်တောင်မပြည့်ပေမဲ့ဒါမဲ့ကျွန်တော်ရဲ့အရာခက်တဲ့ကျွန်တော်နှလုံးသားအပြည့်နဲ့ကျွန်တော်ပြောတဲ့စကားတွေဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ကားကိုပြမတ်လာတဲ့အချိန်မှာကျွန်တော်ဘေးနားမှာအမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုရက်ပြီးအဲ့လိုကြည့်နေ။အဲ့ဒါကျွန်တော်လည်းသူ့ပြန်ကြည့်။တဲ့သူကကျွန်တော်ဘာပြောလဲဆိုရင်အကိုတဲ့ အကူကခရီးရန်လားတဲ့ဟာခူမလူကြားမှာဆိုလို့တော့တိုးတိုးလေးဆုတောင်းมาတယ်ဆိုနေမှာလာပြီးခရီးရန်လားတဲ့ပြီးတော့သူလေဒီဒီရင်မနောက်ကိုကြည့်လိုက်တော့လေ तू อ่ะအဲ့ဒီပွဲရဲ့ဒီဟိုလေဆွဲကိုဆွဲထားပြောမှဆို तू อ่ะအဲ့ဒီပွဲမှာအလွတ်လွတ်တဲ့ဝန်ထမ်းဖြစ်ပါလိမ့်မယ် तू ဘာရလူလေးတော့ကျွန်တော်မသိဘူး အဲ့ဒါကျွန်တော်စဉ်းစားဩသူ့ပွဲမှာလာဆိုတဲ့အဆိုတော်တယောက်ဘာကိုးကွယ်လဲတော့မသိဘူးအဲ့တော့ကျွန်တော်ခနဲ့တလူလူကျွန်တော်ရဲ့ပုံစံအတိုင်းပဲလေနည်းနည်းမောက်မှာဆိုရွေ့တလူလူစကားလေးနဲ့ကျွန်တော်သူ့ကိုပြန်တုံ့ပြန်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲကျွန်တော်အထဲထဲမှာလှုပ်ခတ်သွားတဲ့စကားတခုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုရင်ယေရှုအသက်ရှင်တယ်ကျွန်တော်ကယေရှုကိုခမားတကယ်အသက်ရှင်သလားအသက်မရှင်ဘူးလားဆိုတဲ့အရာကိုကျွန်တော်အရင်မေးပေမဲ့ အခုယေရှုကကျွန်တော်ကိုဧည့်ဒီအမျိုးသမီးအားဖြင့်ပြန်မေးလာတယ်မင်းငါကိုယုံပါလားကျွန်တော်ကသာလေအဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကိုလေကျွန်တော်ခရီးယံမဟုတ်ဘူးလို့ပြောပြီးစင်ပေါ်တက်သေးကြတယ်ကျွန်တော်အဲ့ပွဲပြီးရနဲ့ဂီပြီကျွန်တော်အဆက်ကွဲမှာပဲဘာလို့လဲဆိုတော့ကျွန်တော်အတန်လုံးဝအဆင်မပြေဘူးကျွန်တော်အတိဆုံးပဲအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်ရတာယေရှုအတကယ်အသက်ရှင်တယ် ဲ့တော့ကျွန်တော်ဘာမှမစဉ်းစားနိုင်တော့ဘူး။အဲ့ဒါကျွန်တော်အဲ့ဒီအမျိုးသမီးကိုစီစီကြည့်ပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဟုတ်ကဲ့ကျွန်တော်ကိုရီးယားမှာလို့ပြောပြီးတော့မှကျွန်တော်စင်ပေါ်တက်လာခဲ့တယ်။အဲ့ဒါကျွန်တော်စင်ပေါ်တက်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးတချင်းကိုပဲကျွန်တော်တုံ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 နဲ့ပဲကျွန်တော်ဆိုပါတယ်။ဆိုလိုက်တဲ့အချိန်မှာကျွန်တော်အတန်ကအရင်ကနဲ့လုံးဝမတူဘဲနဲ့ပို့ပါပြီးတော့မှတပုတ်လုံးကို ကောင်းမမွန်ဖြိုပြီးနိုင်ခဲ့တာကိုကျွန်တော်တွေးလိုက်ရတယ်။အဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲသိလား။ဟာထုံးအောင်စင်တော်သားပဲ။အပင်ဆိုးလို့လဲလား။အဲ့နဲ့ကျွန်တော်နည်းနည်းလေးနည်းနည်းနည်းကြွလာပြီကြွလာပြီ။အဲ့ကျွန်တော်ဒုတိယတစ်ပုဒ်ကိုဆိုတယ်။ပူပြီးတော့မဆိုးလို့ကောင်းလာတယ်။အဲ့အချိန်မှာကျွန်တော်ပြင်စင်းသားရဟုတ်တော့မဟုတ်သေးဘူး။အခုခုတော့တော်တော်လွဲနေပြီအရန်ထူးကြနေပြီအဲ့တော့ကျွန်တော်စဉ်းစားငါယူသွားပြီလားမသိဘူး ငါတယောက်တည်းမကောင်းတဲ့အတန်ကြီးကိုကောင်းတယ်လို့များထင်နေတာလားမသိဘူးအဲ့လိုမျိုးတွင်းနေတဲ့အချိန်မှာပဲအဲ့လိုလူတွေအများကြီးရှိတဲ့အထက်ကမှအရှိဆုံးအတန်းသားမှရှိတဲ့နော်ဦးလေးတယောက်ပေါ့လေအသက်30ကျော်40နီးနာအဲ့ဦးလေးတယောက်ကနေပြီးတော့မှကျွန်တော်ကိုလှမ်းပြီးတော့မှအဲ့အောက်ကနေအတန်ကြီးနဲ့អော်တယ်အဲ့ဒါဘာလဲဆိုရင်ဟင်းအောင်နေငါမင်းကိုကြိုက်တယ်ကွာတဲ့ဟာဆိုတော့အချိန်မှာဟာငါယူနေတာမဟုတ်ဘူးပဲငါအတန်ကတကယ်ကောင်းနေတာပဲ အဲ့နဲ့ကျွန်တော်တတ်တရားတဲ့ပုဂ္ဂိုလ်ဖြောပြီးနောက်ဆုံးစတုတ်ထားတဲ့ပုဂ္ဂိုလ်ဖြောပြီးတယ်အဲ့အချိန်မှာကျွန်တော်ဘဝရဲ့အကောင်းဆုံးသောဖြောပြီးပွဲကိုကျွန်တော်အဲ့နေ့မှာဖြောပြနိုင်ခဲ့တယ်ယေရှုခရစ်တော်ကကျွန်တော်အဲ့အချိန်မှာပဲအဲ့ဒီနေရာမှာပဲချက်ချင်းကျွန်တော်ရဲ့အတန်ကိုကျမ်းမာခြင်းအကောင်းပတိတိုင်းပေးခဲ့တာဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေဟာလေလုယာ so any much no တကယ်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်စင်ပေါ်ကနေဆင်းလာပြီးတော့မှကျွန်တော်စဉ်းစားရတာတစ်ခုတွေပဲအဲ့ဒီယေရှုဘယ်သူလဲ ငါ့ကိုကေတင်ပေးတဲ့ယေရှုကဘယ်လိုမျိုးဖရားလဲအဲ့ဒါနဲ့ကျွန်တော်ကျွန်တော်တို့သီဒီရန်ကုန်ကျွန်တော်တို့တန်လန်းမှာရှိတဲ့အချိန်မှာကျွန်တော်ရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်ကြောင့်မှကျွန်တော်တိတ်လိုက်တဲ့အရာဟာယေရှုခရစ်တော်ကကျွန်တော်ကိုသိချင်တယ်ယေရှုခရစ်တော်ကကျွန်တော်ကိုကျွန်တော်အမိဝမ်းထဲမှာရှိစဉ်ကတည်းက ကျွန်တော်ကိုအကောင်းဆုံးသောအကျဉ်းစီတွေနဲ့ပို့ဆောင်ပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်။ယေရှုခရစ်တော်ကကျွန်တော်ကိုချင်းလွတ်လို့ကျွန်တော်ရဲ့အပြစ်ရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့အားနေခြင်းရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့မကြမ်းမာခြင်းရှိသမျှအလုံးစုံတွေလဝါကားတိုင်းပေါ်မှာရိုက်နှက်ခြင်းထိုးနှက်ခြင်းကိုခံခဲ့ရပြီးတော့မှအတိခံအသွေးသွင်းပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်။အဲ့ဒါဒီမကားသေးပဲနဲ့သုံးရမြောက်တော့နေမှာရှင်ပြန်ထမြောက်ပြီးတော့မှရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျွန်တော်ဟာအမွေခံသားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ရတယ်။ ကျွန်တော်ယေရှုနဲ့စတွေ့ပြီးတော့မှယေရှုခရစ်တော်အကြောင်းကိုသိတာဖြစ်တယ်။ယေရှုခရစ်တော်အကြောင်းကိုသိပြီးတော့မှကျွန်တော်ယေရှုကို တွေ့ခဲ့တာမဟုတ်ဘူး။